အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ငွေကြေးသုံးဆွဲတာနဲ့ပတ်သက်လို့ tribute တဲ့ဒီ emotional spending အကြောင်းပြောပြပေးချင်ပါတယ်ကျွန်တော်စိတ်ဖိစီးမှုတွေများတဲ့ချိန်မှာမဒိုင်းနီယောက်ထွက်စားတာတခါတည်းကျွန်တော် shopping ထွက်တာဒါမျိုးကြုံမှုကြမှာထင်ပါတယ်ကျွန်တော်ကိုယ့်ရဲ့ဒီစိတ်ခံစားချက်ကိုအခြေတည်ပြီးတော့ဒီငွေကြေးသုံးဆွဲပြစ်တာနောက်ဖွဲ့ပြစ်တာပေါ့နော်ဒါမျိုးကျွန်တော်တို့ကဒီ emotional spending လို့ခေါ်ပါတယ် emotional spending ဆိုတဲ့နေရာမှာကျွန်တော်တို့က မှာ spread များလို့ပဲဖြစ်ပြီးကျွန်တော်တို့1နဲ့လို့ပဲဖြစ်ပြီးရှောက်သုံးတာမျိုးဖြစ်နိုင်တယ်တခါတည်းကကျွန်တော်တို့1တာလို့လည်းရှောက်သုံးတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဓိကတော့ကိုယ့်ရဲ့စိတ်ခံစားချက်ပေါ်မူတည်ပြီးတော့ကျွန်တော်တို့၃ပြစ်ဝက်ပြစ်တာမျိုးဆိုတာဖြစ်ပါတယ်မှာတချို့ဆိုရင်ကျွန်တော်တို့ဒီ negative ဖြစ်နေတဲ့စိတ်ချင်နေကြအောင် ်ပို့ပြီးတော့တုံးပြတာတွေရှိတယ်ဗောနတစ်ချို့ဆိုရင်ဥမာ strut တွေများလို့ safe fitting မများလို့ကျွန်တော်တို့ခုနပြောသလိုနောက်အပြင်မှာထွက်စားတာအိမ်မှာမစားဘူးဗောဒိုင်းနင်းအောင်ထွက်စားတာရှိတယ်တချို့ဥမာခီးလေးသွားပြီးတော့အပန်းဖြေလိုက်တာရှိတယ်တချို့ဆိုရင် shopping ထွက်လိုက်မှာဗောနော်စိတ်ထဲမှာပေါ့ပါဖြစ်သွားတယ်ဆိုပြီးတော့ဒီ shopping ထွက်တာမျိုးရှိတယ်ဗောနော်ဟောတခါတည်းရတော့လေကျွန်တော်တို့ကဒီပျော်ရွှင်မှုကြောင့်လည်းပို့ပြီးတော့တုံးပြတာတွေရှိတယ်ဥမာထားပါတော့ဒီကိုကဒီကိုရဲ့အလုပ်မှာအာလာသာတိုးလို့နော်ရှာတူးတိုးလို့ကျွန်တော်တို့ဒီလောက်ဖောက်ကင်ဘတ်တွေကို ဒီ light ကြွေးတာမျိုးပေါ့နော်အဲ့တကူဒီအခန်းလိုက်တာမျိုးအဲ့ဒါမျိုးတွေလည်းကျွန်တော်ရှိတတ်တယ်ပေါ့ဆိုတော့သူတွေတနာတွေရာဒီအမေရိကန်မှာဆိုရင်ဒီ80ရာခိုင်နှုန်းလောက်ကပေါ့နော်အဲ့သူတို့ရဲ့ဒီ emotion ကိုအခြေခံပြီးတော့ဒီအသုံးဆွဲပုံဖြစ်လာတယ်ဆိုပြီးတော့အပြောကြတာရှိတယ်အဲ့မှာဆိုရင်ဒီ90ရာခိုင်နှုန်းကသူတို့ stress ဖြစ်တဲ့ချိန်မှာဒီပတ်စံပို့ပြီးတော့သုံးပြတဲ့ဆိုတော့အဖြေတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့လေ ဆိုတော့ကျွန်တော်ငွေကြေးသုံးဆွဲတာနဲ့ပတ်သက်ရင်ဒါကိုယ့်ရဲ့ emotion ကိုအခြေခံပြီးဖြစ်တဲ့ဒီ emotional spending ကလည်းကျွန်တော်တို့သတိပြုစရာကောင်းတယ်ကျွန်တော်သူတည်တနာတဲ့အရာဆိုရင်ဒီ emotional spending ညောင်းဖြစ်လာတဲ့အထဲမှာဒါ86ရာခိုင်နှုန်းကတော့သူတို့ကဒီ emotional spending ညောင်းဒီ over spending ဖြစ်သွားတယ်သူတို့ပတ်စံပို့ပြီးတော့မှအသုံးပြသွားတယ်ဈေးပို့ပြီးဝယ်ဖြစ်တယ်နောက်တခြားဒီအသုံးဆွဲတွေမှာပို့ပြီးကြီးမြင့်လာတယ်ဆိုပြီးတော့ဖြေကြတာရှိတယ်နောက်ဒီ39ရာခိုင်နှုန်းကတော့သူတို့ emotional spending ညောင်း ဒီအကျွေးနှုတ်နစ်စေတဲ့အကျွေးနှုတ်နစ်အောင်တွန်းဖို့လို့ဆိုတော့အဖြေချတာလည်းရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကအကိုရဲ့ဒီစိတ်ခံစားချက်အင်တန်ရေးကြည့်တယ်။ကိုရဲ့စိတ်ခံစားချက်နောက်ကိုလိုက်ပြီးတော့ကျွန်တော်တို့ကဒီတုံးပြတဲ့ဆိုရင်ဒါကိုရဲ့ဒီငွေကြေးတုံးဆွဲကဒါကျွန်တော်တို့ပို့ပြီးတော့မှဖြစ်လာနိုင်တယ်ပေါ့နော်။တချို့ဆိုရင်ကြောက်လန့်ပြီးတော့ဒီငွေပို့ပြီးတော့တုံးဆွဲတာတွေပါတယ်ရှိတတ်တယ်။ဥပမာထားပါတော့ကျွန်တော်တို့ဒီကပ်ပီကလာတွေမှာဒီပန်နစ်ပိုင်းတို့ပါလို့ဖြစ်တဲ့ဟာမျိုးကဒါကျွန်တော်တို့ဒီအဖီယာပေါ့နော်ဒီ အကြောက်ရွံ့ပြီးတော့ပို့သုံးပြတဲ့ဟာတွေတချို့ဆိုရင်အမကြောက်လန့်ပြီးတော့ပစ္စည်းတွေအများကြီးရှောက်ဝယ်ထားတာရှိတယ်။ကိုဗစ်ကာလမှာဆိုရင်လည်းကျွန်တော်တို့ကိုဗစ်ကပို့ဆိုးလာမယ်ပစ္စည်းတွေစုဆောင်းထားမှရမယ်ဆိုပြီးတော့ကျွန်တော်ရှောက်ဝယ်တာတွေဖြစ်တယ်ပေါ့နော်။ကျွန်တော်ရှောက်ဝယ်တဲ့အချိန်မှာတကယ်ကြီးကျွန်တော်ပြီးသွားတဲ့အချိန်မှာအခုတော့မလိုတဲ့ပစ္စည်းတွေပုံနေတာတွေရှိတယ်။တချို့ဒီ expire နီးတဲ့ပစ္စည်းဆိုရင်ကျွန်တော်တို့လွတ်ပစ်လိုက်ရတာရှိတယ်။ဆက်ပြီးကျွန်တော်တို့နောက်ဆက်တွဲအထိကံမှုတွေဆုံးရှုံးမှုတွေတတရှိထားတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့က ဒီ emotional spanning နဲ့ပတ်သက်ရင် implant tribute ကိုကောင်းတယ်ကိုကဒီစိတ်ခံစားချက်ကိုအခြေခံပြီးတော့သုံးတော့မယ်ဝယ်တော့မယ်ဆိုရင်ဒီပစ္စည်းကကိုအတွက်တကယ်အသုံးလို့ရဲ့လားထားပါတော့လက်ရှိကျွန်တော်တို့ကအဲကိုကဒီကြောက်လန့်ပြီးဝယ်တဲ့ဟာမျိုးဆိုရင်တကယ်ကဲဒီပြဿနာကတကယ်ကြီးထွားလာမှာလားကျွန်တော်တို့ဝယ်ဖို့တကယ်လို့ရဲ့လားအဲကျွန်တော်ဆင်ញင်မှုလို့တယ်နောက်တစ်ခုကအဲကျွန်တော်တို့ကိုယ့်ရဲ့ budget နဲ့နော်ကိုအသုံးဆွဲနဲ့ အဲ့ကျွန်တော်ချိန်ဖို့လွယ်တကယ်ကျွန်တော် emotion ကြောင့်ရှောက်ဝတ်တယ်ဆိုရင်တော့အခုရ budget ထက်ကျော်လုံးပြီးသုံးနေလားကျွန်တော်တစ်ဖက်မှာဒီအကျွင်းတော်နစ်စေတဲ့အခြေအနေဖြစ်နိုင်လားအစသဖြင့်ကျွန်တော်တို့ရဲ့ကိုယ့်ရဲ့ဝင်ငွေနောက်ကိုယ့်ရဲ့စိတ်ခံစားချက်နောက်ဖြစ်လာနိုင်တဲ့အခြေအနေတွေပေါ့နော်ဒါတွေကျွန်တော်တို့ကချိန်ညှိပြီးတော့အဲ့ကျွန်တော်တို့အသုံးဆွဲမှာစစ်စစ်ဖို့ implement ရည်ကြည်ပါတယ်ငွေချင်းနဲ့ပတ်သက်လို့ထက်ထက်ဝင်ဖတ်ရှုလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ master your money စာအုပ်ကိုဖတ်ရှုလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်